။ तू ဘလို့လမ်းလျှောက်လာပြီဆိုတာ तू ဘာဖြစ်နေကြလဲဆရာတို့ကသိထားပြီ။ तू ကတစ်ချိန်လုံးအိန္ဒိယနိုင်ငံ၊ထိုင်းနိုင်ငံ၊မြန်မာပြည်တစ်ခုလို့ဒဝင်လုံးမှာရှိတဲ့အကျော်ပြန်နဲ့ဆုံးပြီ။လေထိသွားတာကိုလေဖြန်းညာပဲတစ်ချက်လေဖြန်းသွား။ဆရာနဲ့ဆိုတော့လက်စိတ်တဲသွားလာမသိဘူး။တုံးရမြောက်တဲ့နေပဲအတန်စိမ်းထွက်လာ။တော့စတွေ့တဲ့အချိန်တော့ကတော့သူပြုံးလေးပဲနေနိုင်တယ်ပြုံးလေးပဲပြနိုင်တယ်စကားမပြောနိုင်ဘူးအဲ၃ရက်မြောက်ပြီးတဲ့နေ့တော့ကြာသူလည်းကောင်းလဲဆိုတော့အခုတော့တရားတွေပဲပြန်ဟောနေပြီကော်မိုဖုန်းကြီးဆိုရွှေပြည်သားမှာရှိပါတယ် အဲသူစွန့်ထားတဲ့မိုးသွားကြလေးတော့ရှိတယ်မိုးကြွားလေးရှိတယ်ခါကြောညတင်မခွက်ကြောညဝေဒနာအဆိုးဆုံးပဲအများဆုံးပဲဆရာတနေ့ကို80ခုလို့ရှင်60လောက်ကခါကြောညဝေဒနာပါတယ်ခါကြောညကကလေးတိတိလေးရဆိုင်ဟိုးပဲတရားတစ်နှစ်ထိဖြစ်ကြတယ် ဘယ်ရှင်လောက်ကလဲဆိုတော့လွန်ခဲ့တဲ့17နှစ်လောက်ကပေါ့နော်ဒီလုပ်ငန်းကလည်းဆရာကိုတိုင်းလည်းလေးတချမ်းဖြန့်ဖူးတယ်ကောင်းတလို့မလေးရှားနိုင်ငံမှာပေါ့ဆရာကိုတာပေးတဲ့ဆရာရှိရလက်ဆင့်ကံပညာရဲ့ဒီမှာရှိတဲ့ဗီဒီယိုဖလာပညာရဲ့ပေါင်းဆက်လိုက်တာပေါင်းဆက်ပြီးတော့ဒီလုပ်ငန်းကိုစတင်ပြီးတော့လုပ်ကန်ခဲ့တာပေါ့အဲ့လိုစိတ်နဲ့မတွေးမိဘူးပေါ့တစ်ချိန်တော့လူရွယ်ငယ်တဲ့အချိန်တော့ပေါ့နော်ဩငါမိသားစုလေးပဲငါကုပေးရင်ကုပေးရဆိုပြီးတော့အဲ့ဆရာဆရာရှိမှတပည့်အဖြစ်လက်ခံလိုက်တယ်ပေါ့နော် အဲ့လိုမျိုးပေါ့အဲ့ဒီရောက်တော့ဆရာမျိုးသမီးရဲ့မိဘတွေကလည်းဒီဟုတ်ဖလားပညာရှိတယ်ပေါင်းဆက်လိုက်တာပေါ့အင်းဆရာအသက်40ဝန်းကျင်လောက်ပါစပြီးဒီနားရဲ့စပြီးထိတွေ့တာတွေ့ကြုံကြရတော့အများကြီးပဲတွေ့ကြုံကြရတော့အများကြီးပဲအာဘလို့ပြောမပြနိုင်အောင်ပဲပေါ့အမျိုးမျိုးရအောင်မျိုးနယ်ဆိုလည်းအမျိုးမျိုးအနေနဲ့ပေါ့ရှိတယ်မလာတောင်ကျောင်းတို့မြောက်တကုံတို့အများကြီးရှိပါတယ်တွေ့ကြုံကြရတော့တော်တော်ဆိုးဆိုးဝါးကြီးလည်းတွေ့ကြရပါတယ်အကျောင်းနဲ့ပတ်သက်တာဆရာ နိုင်နဲ့ဝင်မဲ့ဆရာထမ်းတာပေါ့နော်ဆရာတက်တက်ပညာနဲ့ပဲဆရာအကျော်တလိုက်မဲ့ကုပါတယ်အစ်ကလေးတွေချိုးလက်ကလေးတွေပွေးလို့စမ်းလို့မရဘူးဒါမျိုးလေးအစ်လိုင်းလေးတွေဒီလောက်ပဲဆရာကျန်တဲ့ဟာမကုပါဘူးဆရာအကျော်ပြစ်တယ်တချို့လေဖြန်းတဲ့လူကသူတို့ပုံမှာဖြစ်ပေါ်နေတဲ့ဝေဒနာပေါ်မှာမူတည်တာပေါ့ခန္ဓာရည်ရှိဖို့လိုတယ်လူတယောက်ကနိုင်ရကနဲ့ဒုံးဆိုပြီးတော့ကန်းချသလိုတော့ချက်ချင်းကောင်းမသွားဘူးလေဖြန်းထားတဲ့လူတယောက်ကအချင်းလေးပြပြီးကုသမှုခံရရတယ်နာကျင်မှုဝေဒနာကို ဟိုခန်းစားပြီးတော့သူတို့ခံရပါတယ်။အများကြီးရှေ့မှာဆိုရင်ဒီဖြတ်တဲ့လူရောအောက်ပိုင်းချီတဲ့လူရောအစောမျိုးမျိုးပေါ့ကြောရောက်ကနေပတ်သက်လို့ကြောတင်ကြောကကြောညဆိုမှပါသွားတဲ့နောက်ပိုင်းမှာအောက်ပိုင်းတည်သွားတဲ့လူတွေလည်းရှိတယ်။အဲဒါမျိုးလေးတွေကိုပြန်ပြီးရှင်းတာလောက်ဖြည်းဖြည်းဆွဲခေါ်ရတာပေါ့။ဆရာတော့အဓိကကျတော့ဒီလက်နဲ့ပဲလက်နဲ့ပဲလက်နဲ့ဒီကအတိညာနဲ့ပဲသွားတာသူရခံစားချက်သူဘလို့လမ်းလျှောက်လာပြီဆိုတာသူဘာဖြစ်နေကြလဲဆရာတို့ကသိထားပြီပေါ့နော်ဘယ်နှစ်ယောက်ကိုင်းတွဲသူ လန်လန်ဆန်ဆန်လန်စပေါ့ဘွားရှောက်လို့ရသွားမယ်ဆိုတာကိုသိထားပြီပေါ့ဆရာကုတပေးတဲ့ရွှေပြည်သားသုံးတဲ့ကြောင်းအကုန်မှုဖုံဖုံကြီးတော့ရှိတယ်သူကတစ်ချိန်လုံးအိန္ဒိယနိုင်ငံထိုင်းနိုင်ငံမြန်မာပြည်တစ်ခုလို့တစ်ဝယ်လုံးမှရှိတဲ့အကျော်ပြင်းနဲ့ဆုံးပြီဆရာနဲ့ကြတော့လက်စိတ်တဲသွားလာမသိဘူးတောင်းရမြောက်တဲ့နေပဲအတန်စင်းထွက်လာတယ်ဆရာစတွေ့တဲ့အချိန်တော့တော့သူပြုံးလေးပဲနေနိုင်တယ်ပြုံးလေးပဲပြနိုင်တယ်စကားမပြောနိုင်ဘူးအဲတောင်းရမြောက်ပြီးတဲ့နေ့ ဆရာတချင်တော့ဖွင့်တာတာဟိုပဲဟိုအင်းစိတ်ပဲမဖွင့်တာတော့မြို့သိစိတ်ပဲမှာအဲ့ပရမတ်ကိုတက်လာတာအဲ့သူကနေတော့နောက်ကြာသူလည်းကောင်းလဲဆိုတော့အခုတော့တရားတွေပဲပြန်ဟောနေပြီကောင်းမှုဖုံးဝေးဆိုရွှေပြည်သားမှာရှိပါတယ်အဲ့သူစွန့်ထားတဲ့မိုးစိုးကြွားလေးတော့ရှိတယ်မိုးစိုးကြွားလေးရှိတယ်နောက်ဆရာဟိုပဲကောသောင်းပဲရောက်တဲ့အချိန်မှာဒီလိုမျိုးတောက်စိတ်ကြိုးလေးတွေပါရှိတာပေါ့ချို့လက်နဲ့ထိရောက်ဆိုတော့မသွားနိုင်တာလေးညာဒါလေးတုံးရတာပေါ့ เนาะจันทร์ก็တော့ကိုဆရာတို့ကတော့ C C C နဲ့ C နဲ့ရောက်ဆက်ပြီးကန်ပြီးတော့မှာဒီအရင်မခံလည်းမရအောင်သူတို့မခံနိုင် C 3ရတယ် C 3ရတယ်ဒါပါပဲဒါဆိုဒီမူโจသားလည်းအဆန်အစွမ်းရှိမှာပေါ့ဟုတ်သူနေရာလေးနဲ့သူတော့ရှိတာပေါ့အဆန်းထားရှိတာပေါ့အဲ့ဘဘုံကြီးဆုံးဆုံးပေးလိုက်တာရောဝင်းနာရှင်တို့ကဲတော့ဆိုလေထိွာတာကိုလေဖြန်းညာပဲတစ်ချက်လေဖြန်းွာတာလေဖြန်းမှာသူလည်းကုသမှုတွေမျိုးစုံကုပြီးပြီပေါ့ပတ်ချလဲဟိုဆရာနဲ့ပဲလက်စိတ် ဒါအမှတ်တရလေးကိုပြပြတာပေါ့နော်လက်စိတ်တင်းလို့လားမသိဘူးအဲ့လိုမဲ့၄ရက်မြောက်တင်း၃ရက်မြောက်တင်းနေမှသူချက်ချက်အတန်လေးထွက်အဲပါဠိလိုတွေပေါ့အကုန်စကားတွေအရင်တော့မပြောခဲ့တဲ့စကားတွေပြောခဲ့တာပေါ့ဟုတ်ဒါမဲ့ဆရာရှိကိုလာတဲ့လူနာကတော့ဟိုပညာဆန်းကျင်လို့ပဲလာလာဘလို့ပုံစံမျိုးနဲ့ပဲလာလာဆရာရှိလာရင်တော့ဆရာလူနာပဲသတ်မှတ်ထားတယ်အားလုံးလူနာပဲဒါကဟိုငါ့ကိုယုံကြည်စားလဲလာအနန္တခန္ဓာကို ဒီခန္ဓာကိုယ်ဖျောက်မောက်နေတာရှောက်သွားဖို့အတွက်လှုပ်ရှားနိုင်ဖို့အတွက်ဆရာဖန်လေးပြင်ပါပဲဆရာတဆွမ်းနဲ့ပညာနဲ့ခါးကြောင့်ညဝေဒနာရှင်တဦးကိုဆရာစေကုသကျေကအရင်တော့ရိုးသားသားပဲဖလားလေးတစ်လုံးပဲထားတာပေါ့အခုချိန်မှာတော့ကုန်စင်းတို့နေရာဆက်ဆက်ရတက်လာတော့ဆရာဈေးနှုန်းလေးသတ်မှတ်လိုက်တယ်3000ပေါ့ခါးကြောင့်ညဝေဒနာရှင်တဦးကိုအာထန်ကုန်ကု9ရက်ကုလို့တသိန်းဝက်ပဲသူကုန်တယ်တကယ်ကျန်တဲ့ချိုးတက်တဲ့ဝေဒနာရှင်တွေဘာတွေရှိပါလိမ့်မယ် အဲ့လိုမျိုးတွေကြတော့ဆရာ bright ကခုနပြောသလိုပေါ့ bright ဒီဇိုင်းမျိုးလေးနဲ့ပဲတရက်ပဲဈေးလိုက်အောင်ဆိုပြီးတော့1000ယူတယ်ဈေးကိုလာကုပါဆိုပြီးတော့ဆရာခေါ်လိုက်တယ်ကြောက်အောင်လာကုသားတို့အပါတန်အပအန်ကဲတန်အန်ကဲပေါ့နော်အဲ့လိုမျိုးလေးပေါ့အဲ့လိုမျိုးလေးတော့ရှိတယ်အင်းသူ့ရဲ့တချို့ကလေးလေးတွေကြတော့အင်းကလေးမောပြုတ်ကြတာတို့ပခက်ဘောပြုတ်ကြတာတို့ရှိတယ်အချိန်ပေးပြီးယူရတယ်ကလေးကြတော့ဆရာတို့ရှိတဲ့အားကြီးနဲ့သွားကင်လို့မရဘူးညင်သားဆိုကင်ရတယ်ဆရာတို့မှာပွိုင်းလောက်နဲ့ပဲသွားရတာ အားပဲသွားကင်လို့မရဘူးကလေးသူငယ်တွေကျွန်တော်တချို့တွေမျိုးလုံးတွေပါဆွေဆောင်းရတဲ့ကလေးတွေပါရှိတဲ့ဖုံးကြည့်များလို့မိခင်တွေကအလိုအလိုလိုက်ထားတာပေါ့ကလေးတွေဖုံးကြည့်ကလေးနေပြီးရောမျိုးလုံးလေးဆွေတာမျိုးလေးဒါလေးကြောင့်ဆရာလဲရပြက်ကုတယ်နော်ကျွန်တော်လက်ကွေးလို့မရဆန့်လို့မရအစီလေးတွေထွက်ထားရတယ်ကြောင့်ဆရာလဲရပြက်ကုတယ်ဒါလေးတွေပါပဲခါကြောညတင်မခွက်ကြောညဝေဒနာအဆိုးဆုံးပဲအများဆုံးပဲဆရာတနေ့ကို80ကုလို့ရှင်60လောက်ကခါကြောညဝေဒနာပါတယ် ကျွန်တော်အောက်ပိုင်းတည်တဲ့ဝေဒနာတို့လေးဖြန့်လေးဖြန့်ကနဲပါ၁၄၅ရောက်ပါပဲခါချောင်းညက်ကကလေးတိတိလေးရဆိုင်ဟိုးပဲတရားတစ်နှစ်ထိဖြစ်ကြတယ်အာဝေဒနာပြမယ်ဆိုလို့ရှင်တော့အနေနဲ့ရရကပဲဖြစ်ဖြစ်ပေါ့နော်တရက်ကြိုပြီးတော့ဖုန်းဆက်ဘုကင်ယူပါမနက်6နာရီဆိုရင်ဆရာဖုန်းဖွင့်ထားပြီနော်ညနေအဲည7နာရီအထိဖုန်းဖွင့်ထားတယ်ပေါ့အဲကိုဆရာကိုဒီဝေဒနာအတွက် မင်းများစုံစမ်းခြင်းနဲ့ဆိုရင်လည်းနေ့လည်း3နာရီကျော်ရင်ဆိုရင်တော့စုံစမ်းလို့ရပြီနေ့ဘက်ကျတော့ဆရာအလုပ်လုပ်နေတဲ့အတွက်ဖြေကြားခြင်းမရဘူးပေါ့နော်အညာဘက်ရောက်လေပို့ပြီးအဆင်ပြေလေပေါ့အမေးခြင်းနဲ့လူရှိလေမေးလို့ရပါလေစုံစမ်းနိုင်ပါလေပေါ့နော်ဆရာတရားကျော်လက်ခံလာလဲဆရာကုတယ်ညနေ9နာရီထိုးရင်ထိုးသွားပြီဆရာလက်ခံထားတဲ့ပိုကင်ကိုဆရာကုန်ကုပေးတယ်မခံစားတဲ့လူတွေကြတော့အခုနောက်ပိုင်းကလေးသူငယ်10ကျော်တဲ့အထက်ကလေးတွေပေါ့ဖုံးသုံးလေးနည်းနည်းလျှော့ပါအဲနောက်အဂျင်ဆော့တာလေးတွေနည်းနည်းလျှော့ပါ အမျိုးမျိုးအကြောင်းမျိုးကြောင့်ခါးကြောညက်ခဲ့တဲ့လူတွေဖြစ်တယ်။ချို့တွေဟာချီနာချီလိုက်လို့လည်းဖြစ်တယ်။ဝါကျူးလေးလှက်ဖြုတ်လိုက်လို့လည်းခါးကြောညက်ကဖြစ်တတ်ပါတယ်။အလေးပင်မှခြင်းကိုထိထိမိမိမှဖို့ဆရာပြောချက်ပါလေ။နော်။ကလေးသူငယ်လေးတွေတိတိလေးလေးနဲ့၅နှစ်ကလေးတွေဖုံးပေးတိတ်ပြီးတော့မသုံးမိပါစေနဲ့။နော်။အဲ့လိုမျိုးလေးပေါ့တကယ်လို့လက်ရှိဝေဒနာဖြစ်နေတဲ့ခံစားနေရမလာနိုင်တရားစီကိုမလာနိုင်သေးတဲ့ဝေဒနာတွေတွေလဲပို့ပြီးတော့မဆိုးအောင်ညာဘက်အဲ့ရဝင်တဲ့ခါယူနိတ်ကလေးကတ် နော်နင်းချင်းနှိပ်ချင်းလုံးဝသွားမလုပ်ပါနဲ့ခစီယိုကျွန်တော်တို့ဒစ်ကျွန်တော်တို့ဖြစ်တတ်တယ်နော်အဲ့လိုမျိုးလေးကြောင့်ဆရာလမ်းပြီးတော့အတိပေးခြင်းပါတယ်